အမကျွန်တော်3ဒီမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်လေးဟိုမတင်ခင်ပေါ့နော်ကျွန်တော်ဟိုပတ်စင်အားပေးကြရပေါ့နော်တနေ့စာအားပေးကြတဲ့မိတ်ဆွေတွေရောတချိန်စာအားပေးကြတဲ့မိတ်ဆွေတွေရောဒါကျေးဇူးအထူးတင်ပါတယ်နော်ပြီးကြရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးတွေကို like နဲ့ share ပေးကြတဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဒါဒီညကျွန်တော်တို့တင်ခဲ့တယ်ပေါ့နော်ဒီ15ရက်နေ့ညမှာ ကျွန်တော်တို့ကဒီနားလေးမှာပေါ့နော်လေးထည့်ရဲ့စောင်းမှာလေးပဋိလေးထည့်ရဲ့စောင်းမှာလေးပဋိလေးထည့်ရဲ့စောင်းမှာလေးပဋိကျွန်တော်လေးလေးပဋိကလေးကိုပဲဒါဩကွက်ထုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့တင်းလိုက်တယ်ပေါ့နော်ပြီးကြလို့ရှိရင်လည်းကျွန်တော်ကဒီ7နှစ်နာရီလောက်မှာပေါ့နော် ဝိုင်းကြီးဆိုင်ကလေးတစ်ခါထပ်တင်ပြလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ကလင်နာတစ်ကြောလုံးမှာ၄တက်ခွန်လို့ထွက်တာလဲဒါကလင်နာတစ်ကြောလုံးမှာ၄တက်ခွန်ထဲထွက်တာ၃ကပ်ပဲရှိရပေါ့နော်ကျွန်တော်2017မှာတစ်ကြိမ်ထွက်တယ်ပေါ့နော်2022မှာတစ်ကြိမ်ထွက်တယ်ပေါ့နော်2023မှာတစ်ကြိမ်ထွက်တယ်ပေါ့နော်အဲ့လို၄တက်ခွန်ထွက်ပြီးရတယ်သူ့ရဲ့ဆောင်းကနေ၁၂၃၃ကြိမ်ကြီးလိုက်ပေါ့နော်လေးတက်ခွန်ရဲ့ဆောင်းမှာထွက်တဲ့ဒီ683ဆိုတဲ့ကဏ္ဍဗရိတ်6ကဏ္ဍထွက်တာပေါ့နော်ဗရိတ်6ပြီးတော့ဗရိတ်5ဗရိတ်4သူကအဲ့လိုတော့တာပေါ့နော်လေးတက်ခွန်နေ1 2 3 3ကြိမ်ဆင်းလိုက်6ဗရိတ်လို့ရိုက်တယ် အဲ6ပြိတ်ကဘယ်ရကနန်းလဲဆိုရင် तू အတိတိပပလောက်တယ်နော်ဒီ4.8ရဲ့အောက်က380ဒီကို1ချင်းရိုက်ပြီးတော့မှဘရိတ်ချဖို့ရိုက်တာနော်ဘရိတ်ချဖို့ရိုက်တာဆိုတော့ तू က3ွန်လွဲကိုဒီ3ွန်ရှိရဲဘိုင်းနဲ့ဘရိတ်ချဖြစ်အောင်3 3ခွန်တွဲဘိုင်းနဲ့ပေါ့နော်ဒီ3ခွန်ရှိတဲ့ဘိုင်းနဲ့ break 6ဖြစ်အောင်6ကပ်ပြီးတော့မှ तू ကဒီ6ခွန်3ဆိုပြီးတော့ तू ကကနားတဲ့တကွတ်တဲ့ထွက်တာတကွတ်တဲ့ထွက်တာပေါ့နော်ဒီမှာတကပ်ပေါ့နော်ဒီမှာလည်း4ခွန်လို့ထွက်တယ်ပေါ့နော် လေးတကောင်းလို့ထုတ်ပြရတယ်သူကနေ10နဲ့3 3ချိန်ရည်လိုက်ဘရိတ်ချောက်ပြီးတော့ဘရိတ်5လို့သူရဲ့ဆောင်မှာရိုက်တယ်ပေါ့နော်အဲ့ရိုက်တဲ့ကဏ္ဍဘယ်ကဏ္ဍလဲဆိုရင်လေးတကောင်းရဲ့အောက်ကဒီသူ့ရှိထွေးလေးပဲပေါ့နော်ဒီမှာကျွန်တော်တို့ဒီ3ခွန်တွဲဟို6ဖြစ်အောင်6ကပ်ပြီးတော့ပေါ့နော်ဒီမှာ3ခွန်ဘူးဖြစ်တဲ့အတွက်6ဖြစ်6ပြိဖြစ်အောင်6ကပ်ပြီးတော့ 603ဆိုပြီးသူကရိုက်တယ်နော်ဒီမှာ610လို့ရိုက်တယ်610ရဲ့အောက်က63ညာတွဲရှီတွဲလေးကိုပဲသူကဘိုင်းယူပြီးတော့မှ6ပြိတ်ပြီးတော့5ပြိတ်ဖြစ်အောင်တက်ကပ်ပြီးတော့3461ဆိုပြီးတော့သူကတစ်ခွက်ထဲထွက်သွားတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ610လို့ရိုက်တယ်610ရဲ့အောက်က65တွဲကို လေးတက်ခွန်ရဲ့အောက်ကဒီလေးတက်ခွန်လေးတဲနဲ့အုံသုံးချိန်မှာပေါ့နော်ဗရိတ်6ဗရိတ်5ပြီးတော့ဗရိတ်လေးဒီနားလေးမထွက်ရမှာပေါ့နော်အဲလေးတက်ခွန်ရဲ့အောက်က6 5ရွဲလေးကိုဗရိတ်လေးဖြစ်အောင်သုံးကပ်ပြီးတော့မှဒါ5 6 3ဆိုပြီးတော့ဒီမှာထွက်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဗရိတ်လေးလက်တင်ခဲ့ရပေါ့နော်ဒီ6 5နဲ့ဒီလိုင်းလေးနဲ့လေးတက်ခွန်ထွက်ပြီးဒီဒီဆောင်လေးဒီမှာဒါ6 5နဲ့1ချိန်ဆိုပြီးကျွန်တော်တင်လိုက်တာလည်းရှိတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဗရိတ်လေးလက်အောက်ကွက်ထုတ်ထားတယ်6 5နဲ့1ချိန်လေးလည်းဖြစ်တယ်ဆိုတော့ဒါ ဖြစ်တဲ့ line လေးကျွန်တော်တင်ခဲ့တာပေါ့နော်တင်ခဲ့တဲ့အတွက်ဒါကျွန်တော်တို့ဒီ U သုံးပြီးတော့မှပရိလေးခွေမယ်ဆိုရင်သူက6ငါးနဲ့1ချိန်နဲ့ဆိုရင်6နှစ်အတွဲရှိမယ်ပေါ့နော်6ငါးအတွဲရှိမယ်ပေါ့နော်9နှစ်အတွဲရှိမယ်ပေါ့နော်6ငါးနဲ့1ချိန်ဆိုတော့အဲ့ထဲမှာ6နှစ်6တို့6ငါး3တို့9နှစ်9လို့ဒီ3ွက်ပဲရှိတာပေါ့နော်အဲ့ဒီ3ွက်ထဲမှာကျွန်တော်ကဒီအပူခွာနဲ့ break နဲ့ကို6ပိုင်းလည်းရှိတယ်အပူခွာနဲ့ break ဒီအပူခွာလည်းဖြစ်ရမယ်ဆိုတော့6နှစ်6ကိုဩွက်ထဲမှာဒါထည့်ပြလိုက်တာပေါ့နော် ဒီ6 9 3ကိုတော့မပြမိလိုက်တဲ့အတွက်ကျွန်တော်ရဟိုလာရောက် up ပြီးတဲ့မိတ်ဆွေတွေမရလိုက်ဘူးပေါ့နော်အဲ့တော့ပရိလေးတော့ပရိလေးကိုမှကျွန်တော်ကဒီ6 9ရွဲမြင်းနေရတဲ့နဲ့ပေါ့နော်6 9ရွဲအော်သူကရှီရွဲလေးတွေနဲ့ဘရိတ်လေးရိုက်နေတာဒီမှာလဲကျွန်တော်တို့ရှီရွဲလေးနဲ့ဘရိတ်လေးဘရိတ်လေးဘရိတ်ချောက်ပြီးတော့ဘရိတ်ငါလို့ရိုက်တယ်ပေါ့နော်ရှီရွဲလေးနဲ့ဘရိတ်လေးရဲ့ရမယ်ဆိုတော့6 9 3ကြီးလည်းရှိတယ်ဆိုပြီးတော့ဒါကြီးထပြီးတော့မပြမိဘူးပေါ့နော် မပြမိတဲ့အတွက်6နှစ်6ပဲအော့ကွက်ထုတ်ပြီးတော့6 5သုံးပြီးဒီငါနဲ့ခွန်ဒီနှစ်ကွက်ကိုချမ်းခဲ့တဲ့အတွက်ကျွန်တော်တို့ကဒါမရလိုက်ဘူးပေါ့နော်မရလိုက်တဲ့အတွက်လည်းရန်ကြီးအားနာပါရဲ့နော် နောက်ထပ်ကျွန်တော်တို့ဒီ line ပေါ်ဒီမှာဒီကျွန်တော်လေးထိတ်စီရဲ့ဆောင်းမှာပရိတ်လေးလေးထိတ်စီရဲ့ဆောင်းမှာပရိတ်လေးလေးထိတ်စီရဲ့ဆောင်းမှာပရိတ်လေးလို့တင်ခဲ့တယ်လို့ပဲနောက်ထပ်ကျွန်တော်မမာရီပြခဲ့သေးတယ်ပေါ့နော်ဒီ3ထိတ်စီရဲ့အောက်မှာ3နောက်ပိတ်လို့ရတယ်3ည3တွဲလို့ရတယ်အဲ့လို3ည3တွဲဒီ3000 3ထိတ်စီရဲ့ ဒီနောက်နှလုံးပေါင်းသုံးပေါ့နော်နောက်နှလုံးပေါင်းသုံးမှာ3 3တွဲနဲ့3ညခါနဲ့3နောက်ပိတ်နဲ့3နောက်ပေါ့နော်အဲ့တော့ဒီ3လုံးပေါင်းခြင်းကို6ဖြစ်လို့ပေါ့နော်သူ့ရဲ့ဘေးနားလေးမှာ6ရက်ပါပါဘောတက်ပရိတ်လို့ရတယ်ပေါ့နော်အဲ့လိုတက်ပရိတ်ရိုက်ပြီးဟာနဲ့သူ့ရဲ့အောက်မှာလည်း4ပရိတ်ဆိုတော့ကနန်းထွက်တယ်ပေါ့နော်နောက်ဒီနေ့4ပရိတ်ကလေးကျွန်တော်ဖမ်းတာပေါ့နော်ဒီမှာလည်း3ထိပ်စီက3နောက်ပိတ်လို့ရိုက်တယ်3ညခါလို့ခမ်းတယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းကို6ဖြစ်လို့6ရက်ပါပါဒီသူ့ရဲ့ဘေးနားလေးမှာတက်ပရိတ်လို့ရိုက်တယ်ပေါ့နော် တက်ဘရိတ်လို့ရိုက်ပြီးအကြမ်းမှာသူ့ရဲ့အောက်မှာ၄ဘရိတ်ဆိုတဲ့ခဏထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ၃ထိပ်စီရ၃နောက်ဘရိတ်လို့ရိုက်တယ်၃ညာ၃တွဲလို့ရိုက်တယ်သူ့ရဲ့ဘေးနားလေးမှာရှေ့ကအတိုင်းမှာဘရိတ်တက်လို့ရိုက်ထားတယ်ဒီနားလေးမှာဘရိတ်လေးပေါ့နော်ဒီလိုင်းလေးနဲ့ဆိုရင်လည်းဘရိတ်လေးဒီလိုင်းလေးနဲ့ဆိုလည်းဘရိတ်လေးဒီလိုင်းလေးနဲ့ဆိုလည်းဘရိတ်လေးပေါ့နော်ဒီလိုဖြစ်ပြီးတာနဲ့သူ့ရဲ့ဘေးနားလေးမှာဘရိတ်တက်လို့ရရဲ့အောက်မှာဒါ၄ဘရိတ်ဆိုတဲ့ခဏရိုက်တာပေါ့နော်ဘရိတ်တက်ရအောင်မှာ၄ဘရိတ်လို့ရိုက်တာပေါ့နော်အဲ့တော့ဒီနားလေးမှာဘရိတ်တက်ရအောင်မှာ၄ဘရိတ်ဆိုပြီးတော့ သူ6 5ရွဲပိုင်းလည်းရှိတယ်ဒါ3 4ကပ်ပြီးတော့အလွယ်တကူပဲတကွက်ထဲထိုးရမယ်ကနောင်းကျွန်တော်ဘူးခွက်ကြိုက်တယ်တဲ့6 6နဲ့ဆိုပြီးတော့ကျွန်တော်ဒီရှီရွဲလေးကိုမယူဘဲနဲ့ဒီအချိန်မှာတော့ဒီ6ပိုင်း2ပိုင်းလေးကလည်းကြိုက်တာနဲ့ဒီ6နဲ့အတွဲနဲ့နှစ်တွဲပြီးလိုက်တာပေါ့နော်အဲ့တော့5 6 3ဆိုတဲ့ကနားမပါသွားဘူးမပါသွားတဲ့အတွက်မရလိုက်ဘူးပေါ့နော်6ကနေ1ချင်းလည်းမှန်တယ်ပဒိလေးလည်းမှန်တယ်ဒီ3ကွက်ထိုးရမှာဟုတ်ဒီတကွက်ပဲကျွန်တော်ကောက်ထုတ်လိုက်တာပေါ့နော်တယူတန်းပြီးတော့ အဲ့တော့မရလိုက်ဘူးပေါ့နော်မရလိုက်တဲ့အတွက်ကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုရန်ကြီးပဲအားနာပါရနော်ဒီနေ့ညမှာကျွန်တော်ရဲ့ Jesus ရှင်မိတ်ဆွေတွေကိုထပ်ပြီးတော့ဒါ Jesus ဆက်ချင်တာပေါ့နော်ဒါအတွဲဘိုင်ဆိုက်ကလေးနဲ့ brake brake ဒါ brake cycle တစ်ခုနဲ့ပေါ့နော်ကနန်းတစ်ခွက် ကျွန်တော်ထည့်ပြီးမယ်เนาะအမှန်တော့10ခွက်လိုက်အထက်နေမှာတစ်ခွက်ထပ်ပြပေးမယ်เนาะအဲ့တော့ဒီမှာ၄တခွန်လို့ထွက်တယ်ပေါ့เนาะ၄တခွန်နေ1 2 3 3ညရီလိုက်သူကျွန်တော်စောတော့ပြောလို့3ခွန်တွဲဘိုင်နဲ့သူက6ပြည့်ဖြစ်အောင်6ကပြီ6ခွန်3ဆိုထွက်တယ်ပေါ့เนาะအဲ့လိုထွက်တယ်လို့ပဲသူ့ရဲ့အောက်မှာထွက်တာ9ည5ဆိုတဲ့ခေါ်ကသူ့ရဲ့ရှေ့ကကဏ္ဍ1ချိန်ပေါ့เนาะသူ့ရဲ့ရှေ့က1ချိန်ကဏ္ဍ1ချိန်ဖြစ်တယ်လို့ပဲဒီ3ခွန်တွဲပိုင်းကဒီမှာ3ခွန်တွဲပိုင်းနဲ့6ပြိပောက်တယ်လို့ပဲ ကိုးတုံညာတွေကကိုးတုံညာရှိတွေကဒီမှာကိုးတုံညာရှိတွေလို့ပေးပြီးတော့ကဏ္ဍတစ်ခွက်တည်းပေးသလားပေါ့နော်ဒါတော့ secret line ဒီ line နဲ့ဆို secret line ပြီးကြရင်ကျွန်တော်ကဏ္ဍတစ်ခွက်တည်းချုပ်ပေးမယ်နော်အဲ့တော့ဒီမှာ၄တိခုံလို့ထွက်တဲ့သူ့ရဲ့ဇောင်းမှာထွက်တဲ့ကောင်သူ့ရဲ့အောက်ကကောင်ဝမ်းချင်းလို့ပဲပြောကြပါစို့နော်ရှီရွဲပိုင်းနဲ့ဒီမှာ၆ပရိလို့ထွက်တဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကိုးတုံညာငါဆိုတဲ့ကောင်ကသူ့ရဲ့ရှိရဲ့ကဏ္ဍဝမ်းချင်းဝမ်းချင်းမှာရှီရွဲပိုင်းနဲ့ဒီကိုးတုံညာတို့ကိုသူ့ရဲ့နောက်မှာကိုးတုံညာတို့လို့ပဲရိုက်ပြီးတော့မှကဏ္ဍတစ်ခွက်ကိုထွက်တာပေါ့နော်ဒါတကတ်ပေါ့နော် ုတိယ၄တက်ခွန်လေးတော့မယ်နော်ဒီဒီမှာလည်း၄တက်ခွန်တက်ထွက်ပြီပေါ့နော်၄တက်ခွန်ကလည်း၃ကပ်ပဲရှိနော်၄တက်ခွန်ကနေ၄နဲ့၃၃ချိန်ရည်လိုက်သူ့ရဲ့အောက်က၄တက်ခွန်ရဲ့အောက်က၃ည၄ဒွဲဟာ၃ည၄ဒွဲလို့ရိုက်ပြီးတော့ပရိတ်ချက်ပြီးဘိန်း၅ဖြစ်အောင်တက်ကပ်ပြီးတော့လွယ်လွယ်ကူကူပဲ၃ည၄တက်ဆိုပြီးသူကထွက်သွားတယ်ပေါ့နော်အဲ့လိုထွက်ပြရတယ်သူ့ရဲ့အောက်မှာထွက်တယ်၈၆ခွန်ဆိုတဲ့ကောင်ကသူ့ရှိရကောင်ကခွန်ရှင်းနဲ့က၈၆ခွန်ကိုဝမ်းချိန်ပေးသလားပေါ့နော်ဝမ်းချိန်ပေးတာကသူ့ရှိကအတိုင်းပဲ ကိုတုံညာတွဲဟာသူ့ရဲ့အောက်မှာနောက်မှာလဲကိုတုံညာတွဲလို့ရိုက်တယ်လို့ပဲဒီမှာလဲခွန်ရှစ်ရှိတွဲဟာသူ့ရဲ့ဒီဘက်နားမှာဒီကျွန်တော် brain ငါးရဲ့အောက်မှာခွန်ရှစ်အတွဲနဲ့ပဲသူကကနန်းတစ်ခွက်ကိုသူကချပေးတာတွေ့တယ်ပေါ့နော်တတိယတက်ကကျွန်တော်သွားမယ်နော်ဒီမှာလဲကျွန်တော်တို့ဒီလေးတခုံလို့ရပြီနော်လေးတခုံကနေတဲ့နဲ့တော့တုံးချိန်မြောက်ကိုကြည့်လိုက်ပါခင်ဗျာဒီနားလေးမှာကြားတဲ့ကနဒီနားလေးမှာကြားတဲ့ကနကကျွန်တော်တို့ဒီ6-9ထွဲဟို ဘရိတ်6ဘရိတ်5ဘရိတ်လေးဖြစ်အောင်သုံးခက်ပြီးတော့မှ9 6 3ဆိုပြီးသူကထွက်တာပေါ့နော်သူရအောင်မှာဒီနားလေးမှာထွက်မဲ့ကနားသူရှေ့ရဘေးရကောက်ရဒီဘေးရကောက်ရဝမ်းကျင်းလို့ဖြစ်ရမှာဆိုလေးရှစ်တဲ့ဝမ်းကျင်းလေးရှစ်တဲ့ဝမ်းကျင်းကလေးရှစ်အတွဲပိုင်းနဲ့ဒီနားလေးမှာကနန်းတစ်ခွက်ထွက်ရမယ်ပေါ့နော်ထွက်ရမယ်ဆိုတော့ကျွန်တော်တို့ဒီနားလေးမှာဒါလေးရှစ်အတွဲပိုင်းလေးကိုမှတ်ထားကြပါစို့နော်နောက်ထပ်ကျွန်တော်တစ်ဆိုင်ထပ်ပြမယ်နော်လေးရှစ်အတွဲပိုင်းထဲမှာဘယ်ကနန်းလေးထိုးရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာလေးထိပ်စီပရိတ်လေးလို့ရိုက်တယ်ပေါ့နော် လေးထိပ်စီဗရိတ်လေးလို့ရိုက်ပြရသူ့ရဲ့အဆက်ကလည်းသူ့ရဲ့အောင်မှာဗရိတ်တဲ့ဆိုတော့ကနန်းကြီးထွက်တယ်နော်ဒီမှာလည်းကျွန်တော်တို့လေးထိပ်စီဗရိတ်လေးလို့ရိုက်လေးထိပ်စီရဲ့ဆောင်မှာဗရိတ်လေးလို့ရိုက်တယ်အဲ့လိုရိုက်ပြရသူ့ရဲ့အောင်မှာလည်းဗရိတ်တဲ့လို့ထွက်တယ်နော်ဒီမှာလေးထိပ်စီဗရိတ်လေးလို့ရိုက်ပြီဆိုတော့သူ့ရဲ့အောင်မှာဗရိတ်တဲ့ဆိုကျွန်တော်တို့ကသူ့ရှိကအတိုင်းပဲပေါ့နော်ဒီမှာကျွန်တော်တို့ကိုးတုံညာတို့ဟာသူ့ရဲ့ပြင်နာမှာကိုးတုံညာတို့လို့ပြီးတယ်ခွန်ရှစ်တို့ဟာခွန်ရှစ်တို့လို့ပြီးတယ်ဒီနိုင်မှာ၄ရှစ်တို့၄ရှစ်ရှိတို့လေး၄ရှစ်ရှိတို့နဲ့ သူဒီပေးပေးမှာ break တဲ့ဒီ break break လေးလေးထိပ်စီရဲ့ဆောင်မှာ break လေး break လေးရအောင်မှာ break တဲ့လေးထိပ်စီရဲ့ဆောင်မှာ break လေး break လေးရအောင်မှာ break တဲ့လေးထိပ်စီရဲ့အောက်မှာ break လေး break လေးရအောင်မှာ break တဲ့သူ့ရှေ့ကတိုင်းမှာရဲရအောင်မှာဆို၄ရှစ်အတွဲပိုင်းနဲ့ break တဲ့ဆိုရင်ကျွန်တော်တို့ကကိုးလေးကပ်ပြီးတော့မှဒီဒီ၉ရှစ်လေးဆိုတော့ခဏဒီနားလေးမှာဒါထိုးရမှာပေါ့နော် ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေတွေဟုတ်ပေါ့နော်။စောစစ်စစ်ကျေးဇူးဆက်ခြင်းလို့ပေါ့နော်။ဝမ်းကျင်လေးလည်းရှိတယ်။ဒီမှာလည်းဝမ်းကျင်လေးလည်းရှိတယ်။ဝမ်းကျင်နေမဟုတ်ဘူးပေါ့နော်။ तू ကဒီရှိတွဲက तू ဒီဘက်ကိုရှိတွဲဒီရှိတွဲလေးကဒီရှိသူ့ရဲ့ဒီဘက်ဆောင်းကိုလုံးပိုင်ပေးတယ်လို့ပဲဒီရှိတွဲလေးကလည်းသူ့ရဲ့ဒီဘက်ဘေးကိုလုံးပိုင်ပေးတယ်ပေါ့နော်။ဒီလေးတခွဲအောက်က၃ညာလေးတွဲလေး၃ညာလေးရှိတွဲလေးကဒီ၃ညာလေးတွဲလေးနဲ့ break ၃ညာလေးတွဲလေးလှမ်းပေးတယ်လို့ပဲဒီ သူ့ရဲ့ဘေးနားလေးကသူ့ရဲ့ဆောင်းလေးကခွန်ရှက်တွဲလေးရလဲဒီမှာခွန်ရှက်တွဲလေးပေးထားတာတွေ့တယ်ပေါ့နော်အဲ့တော့ဒီမှာလေးတစ်ခုလို့ထုတ်ပြီးတော့ဒီမှာ6ငါးတွဲလေးရဒီကို6ငါးတွဲလို့လမ်းပေးတယ်လို့ပဲသူ့ရဲ့ဆောင်းကကျွန်တော်၄ရှစ်တွဲလေးရဒီကို၄ရှစ်တွဲပေးရမယ်ဆိုလို့ရှိရင်ဒီမှာ၄ရှစ်အတွဲဒါဘိုင်နီးပါးလောက်ရတာပေါ့နော်နောက်ထပ်ကျွန်တော်တို့ site တွေလည်းကနန်းနေလည်းအများကြီးတင်ပေးဦးမှာပေါ့နော်နောက်ဆက်ကြည့်ကြည့်ကြရင်လည်းတစ်ခါထပ်ပြီးအားပေးပါဦးခင်ဗျာဒီမှာလည်း၄ထိပ်စီဗရိတ်လေးလို့ရိုက်တဲ့သူ့ရဲ့အောက်မှာဗရိတ်တက်၄ထိပ်စီဗရိတ်လေးလို့ရိုက်တဲ့သူ့ရဲ့အောက်မှာဗရိတ်တက် ီမှာ brake လေး brake လေး brake လေးစောင်းစင်းတယ်လို့ brake တဲ့ brake တဲ့ brake တဲ့လို့စောင်းစင်းအောင်မလားအဲ့ဆိုရင်တော့၄၈၉ဆိုတော့ခဏ လေးရှိအတွက်ပိုင်းတော့ပြိတ္တိဖြစ်ရမှာဆိုတော့ကျွန်တော်တို့ကကုကရတာမှာပေါ့နော်အဲ့တော့လေးရှိကိုလေးစောစီရញ្ញင်းလဲရញ្ញန်းပေါ့နော်အတွဲလေးပဲယူယူဝန်းကြီးလေးပဲယူယူပြိတ္တိနဲ့တွဲပြီးတော့ကိုရှိလေးလေးပဲယူယူပေါ့နော်ချိန်နှစ်တည်းရာစောစောယူပြီးတော့အသုံးလို့ရအောင်ဒါကျွန်တော်ရဲ့တတိယမိတ်ဆွေများအတွက်စေတနာနဲ့ဒင်းပြီးလိုက်ပါနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဥတည်တဲ့ဆိုရင် like နဲ့ subscribe လေးလုပ်ထားပါခင်ဗျာ နောက်ထပ် site ကြီး site ကောင်းနေလဲထပ်ပြီးတော့ဒါတင်ပေးပါဦးမယ်နော်